မြန်မာနဝ channel ကိုအစစ်တစိုက်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလားကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာနောင်ယိုစေးရေးသားထားတဲ့အယူသူတော်နဲ့ငါးစုံမြောက်ဖရာဇလားလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မနက်ခင်းနေကြီးဖြတ်ဖြတ်အောင်မှာဝါရှိယအစိမ်းနဲ့တလေးစပါးကင်းကြီးတွေက မျက်စိတစုံကျယ်ဝင်းပြန့်ပြူးနေပါတယ်။ဒီစဘာကင်းကြီးရဲ့အလဲစီမှာ ကျင်းကတာရကာလူတွေကောင်းကင်ထဲမှာရှက်ထွေးဝဲပြန့်လို့တစုံတစ်ခုကိုပူဇော်တမှုပြုနေလေရဲ့။ဒီချင်းထဲမှာအနည်းကိုကတ်လို့သာချိမိရင်တော့ကျင်းကတာရကာအပေါင်းတို့ပူဇော်တမှုပြုနေတဲ့အရာကနေချင်းဆေးတောက်တဲ့အစင်းနဲ့ဗရံများကြီးတန်းနေတဲ့ဖရာစင်းနူတော်တစုဖြစ်နေတာကိုမြင်နိုင်ကြပါလိမ့်မယ်။ဒီစင်းနူကတော့သူတို့တို့လာရောက်ပေးဆောင်ကြမဲ့ငါးဆောင်မြောက်ဖရာ နောက်ဆုံးတော့သစုစဘာမှာကိန်းနေဖျားပါပဲ။ညနေစောအချိန်မှာတော့ဝင်းနေရွာရဲ့ရွာလမ်းမကြီးစီမှာဝင်းလေးစလေးနဲ့မမင့်ငယ်တယောက်သူ့ကောင်းကသပင်းတွေကိုရှုပ်ထွေးပွေလီနေအောင်ထိုးဖွဲ့ရင်ဦးရဖရပြေးလွှားနေခဲ့တယ်။သူ့နောက်မှာတော့စိတ်ပူစိုးရိမ်ပြီးပြေးလိုက်နေကြတဲ့လူအုပ်တအုပ်။ဘယ်သူရွေရဲမရွေရွေရှစ်ချင်တော့အပြိုလေး။ပြေးလွှားရင်မမင့်ငယ်ရဲ့နှုတ်ကနဲ့တောင်စီရေမြစကားတွေကိုအဟိရီ တဟီဟီတဟာဟာနဲ့ရင်မွန်းနေလေရဲ့သမီးရွှေချင်းမရွှေချင်းအဖေသမီးမပြေးပါနဲ့လားကွယ်မမေငယ်ရဲ့မိဘနှစ်ပါးလူအုပ်ရဲ့ထိပ်ဖြားစီကနေပြေးလိုက်လာကသမီးဖြစ်သူရဲ့နာမည်ကိုခေါ်ဝေါ်ကြတယ်မပြေးဖို့ကိုတားမြစ်ကြတယ်မမေငယ်ကတော့ဘာကိုမှဂရုမစိုက်ရွာလန်းအတိုင်းအတန်ဆာဆာနဲ့စိတ်ထဲရှိဟာစကားတွေကိုအော်ဟစ်ပြောလိုက်ရေးလိုက် ပြေးလိုက်နဲ့ရှိနေလေရဲ့တစ်ချက်တစ်ချက်ကြိုက်လဲမမေငယ်က ပြင်းဒီရဲ့ခြေလမ်းတွေကိုရက်လိုက်ပြီးအနောက်ကလူတွေကိုလှည့်ကြည့်လိုက်တယ်။ဟေးရှူရှူအယူတွေအယူတွေညင်တော့ငါးနှစ်ကိုမလိုက်ကြနဲ့တော့တော့ကြဆိုပြီးတော့မှမောက်ထုတ်တက်ပြတ်မှာရော။တမီးရဲ့အဲ့လိုကြီးမလုပ်ပါနဲ့နော်။ဟုတ်ပါတယ်တမီးရဲ့အမေတို့စီပြန်လာခဲ့ပါနော်။အိုးဘယ်ဟာတမီးလဲ။လာမထိတ်ကြနဲ့မလိုက်ဘူးနော်မလိုက်ဘူး။မလိုက်ဘူးဆိုရင်လေအရှက်လို့အဝင့်လေးတော့ဝေထားပါခွဲ့။ ဟမ်မဝဲချင်ဘူးအဲ့ဒါတွေလည်းမဝဲချင်ဘူးမမငယ်ကအဝဲအစားတွေကိုမျက်နှာနဲ့အကြောက်ကန်ကိုပဲညှင်းစင်ပြန်နေဒီချင်းအားကြောင့်မိခင်ဖြစ်သူမိမကြီးမှာတော့ရှက်စိတ်ကောဝမ်းနဲ့စိတ်တွေပါရောပြုတ်မိဤကနေငွေချလိုက်ပါတော့တယ်တောင်သောနဲ့ကြီးမောင်သေးတယောက်သူတော်တို့နောက်ထပ်ပြေဆောင်ရမယ့်ဖျားကို အတူတကွလိုက်ပြီးဖူးမြော်လိုက်တယ်ဒါပေမဲ့ဒီဒီကျေးသွားရမယ့်ခီးကိုသူ့အနေနဲ့မလိုက်နိုင်ဘူးအเจ้าက အနောက်ပိုင်းကသူ့ပိုင်စားရတောင်စိမှာပြဿနာတချို့ရှိနေတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မဲတောင်ဆောင်နယ်ကြီးဟာသူတို့တို့ကိုနှုတ်ဆက်ပြီးသူ့တောင်ရှိရာစီကိုသူပြသွားခဲ့တယ်။ဆရာသူတို့ဟမ်ဒီတစ်ခါဘယ်လိုသွားပြီမလဲ။ဝင်းလို့ဝါကြီးစပားစီတဲ့။ဒါဆိုစပားကြီးတွေတော့သွားရမှာလား။ဟုတ်တယ်။ဘယ်စပားကြီးရောလဲ။ကောက်ကြီးလားကောက်ညက်လား။တခုမှမဟုတ်ဘူး။ဒါဆိုဘယ်အခင်းနဲ့တော့ဗျ။ ဖိုးတောက်ကြမေသူတို့အဖြစ်အမင်းနဲ့ဖြစ်ရအဆက်တလို့ထင်ရတယ်ဆိုပေမဲ့သူတို့ရဲ့ပုံစံတွေကတော့မအဆက်ဖိုးတောက်ကြတည်ချင်နေပြီသူတို့ကမဖြစ်ချင်ဖြစ်ချင်မေကုန်းတစ်ခုအဖြစ်တစ်ခုပြုတ်နေလေရဲ့နောက်ဆုံးလူကြီးမရောက်လို့စိတ်မရှိတဲ့မေးလာတဲ့ဖိုးတောက်ကြရဲ့မေကုန်းကိုတော့သူတို့ကဒုံးတိကြီးကိုပဲအဖြစ်မပေးတော့ဘူးသူစိတ်ထင်ရကိုလှုပ်ရဲခေါင်းကသပိတချောင်းကိုဖြတ်ခနဲ့နှုတ်လို့ကွေးကြီးကောက်ကြီးဖြစ်နေတဲ့သပိကိုမရမကဖြတ်အောင်လုပ်နေတယ် ။ဒါကိုကြည့်ပြီးဖိုးတောက်ကြကရှူရှူရှာရှာဖြစ်လေတယ်။ဒီဖြစ်ကိုနဘေးကကြည့်နေတဲ့တဆေကြီးကမြင်တာတော့ပြုံးစစ်စစ်နဲ့ပေါ့။ဟဲ့တဆေအလကားတတလာလောက်မနေနဲ့ဗျ။အလကားတတအလောက်မရှိပါဘူးခ။ငွေပေးမှာပါ။ဟာဒီလူကြီးတဆေကြီးလောက်ပါကွ။အေးဗျာမှားလို့မင်းဟာလည်းမှားလဲမှားတာလို့နဲ့ဖိုးတောက်ကြအငေါ်တူးလို့အနားအနေထွက်သွားဖို့လှုပ်လိုက်တယ်။အောက်မိအောက်မိ ယုတ်တရက်ထောက်ရတဲ့သူတော်စီရောက်အော်တာကြောင့်ဖိုးတောက်ချာခြာနဲ့လှည့်ကြည့်လာမိတယ်။သူတော်လေသူ့လက်ထဲကသမီးကောက်ကြီးကိုဟိုဘက်ထိတ်ဒီဘက်ထိတ်ဆွဲဆန်းလို့သမီးကဖြောင်းသွားတာကိုကြည့်ပြီးအော်ဟစ်နေတာ။ဒါတော့တစိကြီးဘက်ကကွန်နေတာကြောင့်မမြင်ဒီအတွက်မေးရလိမ့်ပြီ။ဘာအောင်တာလဲဆရာသူတော်။ဒီမလေးဒီမဘိုင်းလေသမီးလေငါ့သမီးဖြောင်းသွားပြီ။ဟုတ်ပြဟာဘာများလဲလို့ရော့တေးချာတိန်းထား သူတော်ကသပင်းကိုတစီကြည့်ရလက်တဲ့နှစ်ဖက်ဆွဲထိုင်းကထည့်ပေးလိုက်တယ်။အဖျားနှစ်ဖက်ကိုလှုပ်လိုက်တော့သပင်းကကောက်မြဲတိုင်းကောက်လို့အဲပြက်ကောက်သွားပြီ။ဟင်ငါငါသပင်းလေးတစီကြည့်ကြောက်အန်းနေတော့မှပဲ။သူ့သပင်းလေးကိုဝမ်းနဲ့တနေနဲ့ပြက်လဲဆွေးယူလို့ဖြောက်နေပြက်လေးရဲ့ဒီအဖြစ်ကိုကြည့်လို့ဖိုးတောက်ကြတော့ခေါင်းကိုခါရလိုက်မိတယ်။ဒီနှစ်ယောက်နဲ့တော့ကြာရင်သူ့ဘာယူတော့မယ်ဆိုပြီးစိတ်ကလည်းတွေးမိလိုက်လေရဲ့ ဒါကြောင့်လဲသူတော်တော့အနားစီရနေတစ်ဖက်က60ကလေးရှိရစီကိုခြေလမ်းထွက်လိုက်လေဘုတော်ကြတယောက်အရေးကောင်းတဲ့တပင်ကိုရွေးပြီးထောင်လိုက်တယ်တညိညိစီးနေတဲ့ရေထဲကိုဂဲလုံးလေးတွေပြစ်ချရင်အတွေးတွေကဟိုရောက်ဒီရောက်နဲ့ပေါ့မွန်းနေရွာရွာရဲ့မျက်နှာပေါ်တထေးကြီးကြောက်ပေါ်ရဲ့အင်ကြီးစီမှာဖြစ်ပါတယ်ကိုကြောက်ပေါ်တမီးလေးကဒီပုံအတိုင်းနဲ့ကြာသွားရင်အသက်အနည်းပါရှိလာနိုင်တယ်ထင်တယ်နော် တိုင်စီမှာကျိုးနဲ့တုံ့နှောက်ထားပြီဖြစ်တဲ့သူတို့ရဲ့သမီးရွှေချင်းကိုချစ်လို့ဒေါခင်လာစိတ်မကောင်းစွာနဲ့ပြောလိုက်တယ်။သမီးဖြစ်သူရဲ့မျိုးကကြောင့်ဦးကျောက်ပေါ်တက်ပြင်းကိုချလို့ခေါင်းကိုကုတ်လိုက်တယ်။အေးကွာငါလည်းဘလို့လုံးဝမလဲမသိတော့ဘူး။ပယောကလိုထိပြီးလို့ဆရာနဲ့စစ်တာလဲဘာမှမပေါ်ဘူး။ဆေးဆရာနဲ့စစ်တော့လဲတဲချီပြက်ပြီးသွေးလီဖောက်ပြန်တာဆိုတော့စစ်တိုက်တာတော့ပဲတက်နိုင်နေ။ကျန်တာတော့သူ့ကောင်လိုပဲတက်ဆရရတော့မလားမသိတတ်တော့ပါဘူးကွာ။ အဲ့လိုလက်လျှော့စကားကြီးတော့မပြောပါနဲ့လားကိုကြောက်ပေါ့ရဲ့တော့အဖေမဟုတ်လားသမီးတို့အဆန်းကိုစူးစမ်းပေးပါလားငါလက်မလျှော့ပါဘူးငါငါသမီးတို့ဆွမ်းနိုင်တာတော့ကိုပို့ပြီးစူးစမ်းမှာပါကျေးဇူးတင်ပါတယ်ကိုကြောက်ပေါ့ရဲ့ဒေါခင်လာကသမီးဖြစ်သူစီကိုလှမ်းကြည့်လိုက်တယ်အဝတ်အစားတွေအတင်းဝင်ပြီးပြီးတိုင်မှာကျိုးနဲ့တုံ့နှောက်ထားတာကိုခံယူနေတဲ့သမီးလေးရွှေချင်ကအနာမသိခံစားချက်မရှိသလိုပဲ ငင်းငင်းငိုင်ငိုင်နဲ့ငုတ်တုတ်လေးထိုင်နေလေရဲ့အရင်ကတော့တမီးလေးကဒီလိုမဟုတ်ဘာသာတရားကိုတိတ်ကိုကိုင်းရှာမီအလူတန်းဆိုလဲတိတ်ကိုရရောလုံးနဲ့သူနေရှိသေးလှူဖို့တမှုနဲ့ကုသိုလ်ပြုရမယ့်အရေးကသာသူမစဉ်းစားနေတတ်ပြီလွယ်အပ်တဲ့သူတွေကိုတခုတ်တရခေါ်လို့လှူပေးတတ်တယ်လို့ကြုံဆုံလာတဲ့သူတွေကိုလည်းလွယ်တာမှန်သမျှလှူပေးတတ်တဲ့သူပါအခုလိုအခြေအနေကိုတော့လုံခဲ့တဲ့နှစ်ပတ်လောက်ကစပြီး ညာညာဆိုထောက်ကိုယ်တာထိုက်ရတာကနေအစာပြုတ်ရင်ဒီနေ့ထက်တနေ့ပူပူလို့စူရလာတာကနေလက်ရှိအခြေအနေအထိရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒေါခေလာပိတ်သက်ကိုရှူမိလိုက်လေတယ်။သူမတို့အတွက်တော့ဒီသမီးလေးကတူဦးတဲ့တော့သမီးလေးမို့အခရာကြလုံးပါတယ်။သမီးလေးကိုငငယ်ကလေးအောင်ပူမွေးသူလို့ဂယုဆိုင်မွေးမြူခဲ့ပြီးခြေပြင်းလာတဲ့အချိန်မှာလဲစိတ်လိုချအလိုက်ဆောင်လို့ဖြည့်စည်းရှင်တန်းစေခဲ့ပါတယ်။သမီးလေးကလည်းငယ်စဉ်ကလေးက အားလုံးရဲ့ပြုစုအသေးစားပေးမှုကနေရည်ကြီးသူဘာသာတရားကိုဆိုင်သူလေးဖြစ်လာခဲ့တယ်။ဒီအတွက်ကိုသူမတို့ဂိုယူမဆုံးဖြစ်မိခဲ့ကြတယ်။နောက်ဆုံးရဲရွာအောင်သူမတို့သမီးအတွက်မျက်နှာသာရခဲ့ကြတယ်။အခုများကြတော့ဒီလိုကလေးကိုကြားမှာအခုလိုတွေဖြစ်ရတယ်လို့ဒေါခင်လာအတွေ့ကြလူလူဖြစ်နေတဲ့မျိုးရည်ကိုအသာရတုံ့တင်လိုက်ပါတယ်။ဒီခိုက်ခင်မိုးတဲ့ဖြစ်သူကသူမရဲ့လက်ကိုနွေ့နွေ့ထွေ့ထွေ့နဲ့ဆုပ်ကန်လာတယ်။မတို့သမီးလေးက ငငယ်ကလေးကစိတ်ထားကောင်းသူလေးဆိုတော့ကံကောင်းမှာပါကွာနေစိတ်ကိုသာတင်းလို့ထားပါအေးမကိုကြောက်ပေါ့ရေဒီဒီချိန်တော့လင်မြားနှစ်ယောက်ပင့်တက်ကိုအတူတကွာခိုးရှိုက်မိကြတယ်တမီးဖြစ်သူရွှေချင်ကတော့မိဘနှစ်ပါးရဲ့အပူကိုမသိနိုင်ဘူးပေါ့သူတော်တို့စီကိုနောက်ဆုံးကြည့်ရတဲ့စင်းလူတို့ကိုပြစ်ဆောင်ဖို့အတွက်ညွှန်ကြားဖို့ရာဘိုးစားဒီနဲ့အဖိုးရှိတို့ရောက်ရှိလာခဲ့ကြပါတယ်ဒီအချိန်မှာသူတော်ကမန်နတွေကိုအာကုံဆောင်နေပြီး ။တစီကြီးကတော့အိတ်ဆက်နေပါလေ။ဖိုးတောက်ကြတော့ဒုတ်ကလေးနဲ့မြေပြင်းမှာအင်းကွက်လိုလိုဆက်ကြပုံလိုလိုအရာတစ်ခုကိုရေးချစ်နေတယ်။တောင်ရစလုံးကသူတို့အာယုံနဲ့သူတို့ဆိုတော့ဘိုးစာတီးတို့ရောက်နေကြတော့ကိုမသိပြီးကြအောင်။သူတော်အာကုံဆောင်လာရက်သွားတဲ့အချိန်ကျမှဘိုးစာတီးကမသူတော်သူတော်ခြာကနေကြည်လာတယ်။ဘူးတကြနဲ့အဖူးရှိဘယ်တော့ကရောက်လာတာလဲ။အခုပဲရောက်လာတာသူတော်။ဖူးရှိကပြုံးရင်းဖြည်တယ် သူတို့ငါးစုမြောက်နောက်ဆုံးကျင်ရခဲ့တဲ့ဖျားကိုသွားပေးရတော့မယ်ထင်တယ်။အမှန်ပဲငါသူတို့ဒီတော့ကိုမှားဆရာရှိတာမှာပေါ့ငါတို့နာခဲ့ကြတာ။ဟုတ်ကဲ့ဘုဇကြမှားကြပါ။ဒီခင်းမှာနေမူလပြန်ပြီးသွားရလိမ့်မယ်။ဗျာမပြနဲ့။နင့်ကိုမူလပြန်ပြီးသွားရလိမ့်မယ်လို့ပြောတာ။မူလပြန်မယ်အရေကိုသူတို့ကတွတ်ဆုပ်နေတဲ့ပုံပဲ။ပြောရရင်တော့သူ့အနေနဲ့အခုလိုနေထိုင်ရင် ဖိုးတော့ကြတော့နဲ့အတူတူသွားလာရတာကလွတ်လပ်ပြီးအဆင်ပြေတယ်လို့ယူဆတယ်လေ။ဘာကြောင့်များလဲဖိုးတဲ့ကြရဲ့။သူတော်ရဲ့မိကိုအတွက်အဖိုးရွှေရဝင်ပြောလာတယ်။တခြားကြောင့်တော့မဟုတ်ဘူးမောင်သူတော်။အခုသွားရမယ့်ခရီးကတောနေတောင်ကြားမဟုတ်ပဲ။လူသူတွေနဲ့အလွန်တရာမအောင်နေတဲ့နေရာဖြစ်နေတာရဲ့။နောက်ပြီးတော့အဲ့ဒီအနာရွာစီမှာမိကိုညီရမယ့်ကိစ္စတခုရှိနေတာကြောက်ရဲ့ပါ။ရှင်းပြပါအောင်အဖိုး။ဒီလိုကွအခုသွားရမယ့်နေရာက ဝန်းနေဆိုတဲ့ရွာရဲ့တစ်ဖက်ချမ်းကဖုံးစိုးမြေကြီးစီကိုပါမိုးနေရွာ ဟုတ်ပါတယ်မောင်သူတော်မိုးနေရွာပါအဲ့ဒီနားဖုံးစိုးမြေပါ ဟုတ်ကဲ့ဖို့အဲ့ဒီနေရာကတာမန်မျက်စိနဲ့ကြည့်နာဖုံးစိုးမြေဖြစ်နေတာတကယ်တမ်းကျတော့နတ်တို့အစင်းနတ်တို့အချင်းနဲ့ဖန်ဆင်းရတလေးစဘာကင်းကြီးကွဟုတ်ကဲ့ဖို့အဲ့ဒီစဘာကင်းကြီးကိုအတခေရဘလူကဆောက်ရှောက်ရတယ်စင်းတို့ကဒီစဘာကင်းကြီးထဲမှာရှိနေတယ် သူတော်မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လို့ရစဉ်းစားနေတယ်။ပြီးတော့ခေါင်းကိုညှိလိုက်တယ်။ရွာကိုကုညီရမယ်ကိစ္စကရော်ဖို့။음။အဲ့ဒီရွာတွေကဘာသာတရားကမ်းရှိုက်သူမင်းမငယ်哦။အတာခီကဘလူကမြင်မြင်ချင်းချစ်ကြွဝင်သွားခဲ့တယ်။အိုးဘလူကလူ့ဟုတ်တယ်မောင်သူတော်။ဒါကြောင့်လဲချစ်ချစ်မှမျက်စိမရှိလို့လောကီစကားရပေါ်ပေါက်ခဲ့တာပေါ့။အဖိုးရွှေကရီပြီးပြောတယ် အချစ်ဆက်လက်အကြောင်းပလာတော့လူငယ်ဖြစ်တဲ့ဖူးတောက်ကြဆက်ပြောပါဦးဖို့ရေကျွန်တော်နားတော်ရင်စိတ်ဝင်စားမိရလို့ပါအင်းအဲ့လိုဘလူကလူကိုချစ်ကျွမ်းဝင်ပြီးတော့နေ့စဉ်တိုင်းလူအသွေးနဲ့မမေ့ငယ်စီကိုသွားပြီးအလူခံမှုပြုတ်လေကွအဲ့လိုပြုတ်ရင်းကနေအချင်းတစ်ခုရောက်တော့အတာခရကအဖြစ်ပြအမှန်ကို ပြောပြပြီးသူ့နောက်ကိုလိုက်ခိုးဖို့ရခေါင်းငင်းနေမမေ့ငယ်ကဘလူဆိုတာကိုသိပြီးကြောက်တာမျိုးမရှိဘူးဆိုပေမဲ့ ူကဘာသာရေးအတွက်ကိုပဲနင်းမြုပ်ထားခြင်းနဲ့အတွက်ညှင်းဆန်လိုက်တယ်။ဒီမှာတင်ဘလူကအကြမ်းဖက်မဲ့လို့တော့မင်းမငယ်ကိုထိကန်လို့မရအောင်။ဒါကြောင့်မဲစိတ်ဆိုးမဲ့ဆိုနဲ့မင်းမပြောအရှက်တကွဲဖြစ်အောင်ပြုတ်မှုဖန်ဆားခဲ့လိုက်တယ်။အခုဆိုရင်အတာခီရာကြောင့်မင်းမပြောကအဝတ်အစားတော်မကတ်နိုင်တဲ့အထီကိုစိတ်ကစိတ်ကလျားဖြစ်နေရတယ်ကွ။ကြားတာစိတ်မကောင်းလိုက်တာဖိုးတော့ကြာကရေရွတ်လိုက်ပါတယ်အဖိုးအင်းမောက်သူတော့ အေးမင်းမငယ်ကိုမဲသူတော်လို့ခေါ်လို့ရမလားဟဲ့ငယ်သူတော်နေပောက်ကရမပြောလာနဲ့တပည့်ဖြစ်သူရဲ့အကြောင်းကိုဥမချေကအကုန်သိနေတဲ့ဘိုးစားတရဝေးရောက်ဟတ်တားလိုက်လေတယ်ပြောပါစေအဖိုးရွှေရပြောတော့သူတော်ကပြုံးစိစိဖြစ်သွားတယ်ဘလို့ကြောက်မဲသူတော်လို့ခေါ်ချင်ရတာတော့ဟွန်းတခြားမဟုတ်ပါဘူးသူတော်ကိုအများတကာအယူသူတော်လို့ခေါ်ကြသလိုအခုလည်းကြုံလုံးဆောင်လုံးလေးယူနေတဲ့အဲ့ဒီကလေးမောင် အယူမဲ့သူတော်လို့ခေါ်ကြလာမိလို့ပါဟောဘိုးစားတီထပြီးရေရွတ်တယ်အဖိုးရွှေကတော့သူ့ဟန်တိုင်းမဲ့အငဲတစီပြုံးလို့သူတော်ကအဖိုးရွှေရှိနေတော့ဘိုးစားတီကိုဂရုမစိုက်တုတ်လို့ရင်းကိုသာပြက်ဆက်တယ်ခေါ်ရမလားအဖိုးရွှေอืมခေါ်ခြင်းတပတ်ဆိုလဲခေါ်ကြည့်ပေါ့ကွယ်အဖိုးစားတီထရေရွတ်တယ်အဖိုးရွှေကတော့သူ့ဟန်တိုင်းအငဲတစီပြုံးလို့သူတော်ကအဖိုးရွှေရှိနေတော့ဘိုးစားတီကိုဂရုမစိုက်တုတ်လို့ရင်းကိုသာပြက်ဆက်တယ် ခေါ်ရမှာလားအဖိုးရှိอืมခေါ်ကြတဲ့ဘာဆိုခေါ်ကြည့်ပေါ့ကွယ်ဟုတ်ကဲ့ဖိုးသူတော်ပြောင်းရွှေ့သွားခဲ့တယ်နာမည်လာစန်းတုံးရမတိုင်ခင်ဖះကိုပြင်ကြရလိမ့်မယ်ဒါကြောင့်နင်တို့မိုးနေရွာကိုချွတ်တီးပြီးတော့မှအရောက်သွားရမယ်မိမငယ်ကိုကဲ့တီးပြီးမှဖះကိုပြင်ပါဟုတ်ကဲ့ဘိုးသားအခုပဲခရီးကိုစတင်ပါမယ်음ဘိုးသားကြီးတို့ကိုထားရလို့သူတော်တို့တခါတည်းနဲ့ခရီးကိုစတင်ထွက်ခွာလာခဲ့ကြပါတယ် သူတို့အတွက်အချိန်ကတော့ဂျားထဲမှာ9ရက်တိတိရရှိထားခဲ့တယ်။သူတို့ခရီးပြေးနေကြတာတော့9ရက်တာမြောက်နေကြမှာပဲ။ခီးဆောင်ဖြစ်တဲ့မွေးနေ့ရွာစီကိုရောက်ရှိခဲ့ကြပါတယ်။ဒီခရီး9ရက်အတွင်းမှာသူတို့ကမူလအသင်စီကိုမပြောင်းမဲအယူဟန်နဲ့တာနေဖြစ်ခဲ့တယ်။မွေးနေ့ရွာအနားကိုရောက်ပါမှဖိုးတောက်ကြ။ဆရာသူတော်ဟေးအဖိုးတို့ကဆရာသူတော်ကိုမူလပြန်ခိုင်းထားတယ်မဟုတ်လား။အော်အေးဟုတ်တာ။ဟီဟီလုံးလီနဲ့ ဆရာသူတော်အခုလိုပုံကြီးနေဆိုရင်ကျောက်ကလူကြားအထိမလိုက်ဘူးဗျအေးပါငါတောက်ကြရဲ့ငါသူတော်မူလိုက်ပြန်လိုက်ပါမယ်ခဏဆောင်ကြသူတော်ကပြောပြီးတော့ခလာလာငါတစ်ပင်ကြီးရဲ့အနောက်စီကိုဝင်ရောက်သွားခဲ့တယ်ပြန်ထွက်လာတော့မူလပြန်ထားတဲ့သူတော်ရဲ့ဟန်ပန်ကခက်ခက်ညာညာတီတီကြီးကြီးနဲ့ရှိနေလေရဲ့ဒါကိုကြည့်ပြီးဖိုးတောက်ကြအံ့ဩသွားခဲ့တယ်သူတော်ဒီလိုဟန်ပန်နဲ့သူမမြင်ဘူးလေသူတို့စားတွေ့ကြရသူတော်ကအယူဟန်ပန်နဲ့သာနေဖြစ်ခဲ့တာကို ဒါဆိုရပြီလားရယုံတင်မကဟိုဘက်တောင်မှာလွန်နေသေးတယ်ဆရာသူတော်ရဲ့ဖိုးတောက်ကြကချစ်ချစ်နဲ့နဲ့ကြီးပြောလို့တော့သူတော်တယောက်ပြုံးမိသွားတယ်ကဲသွားကြစို့လားဦးနဲ့ရွာတဲ့ကိုတော့ရောက်တာဝေရောက်လာခဲ့ကြတယ်အများတော့တစီကြီးကိုမမြင်နိုင်တဲ့အတွက်သူတော်နဲ့ဖိုးတောက်ကြတို့ရွာထဲဝင်လာတာကိုသာမြင်ရလေတယ်ဦးကြောက်ပေါ်တို့အိမ်ကိုသွားလို့ရတယ်လမ်းညွှန်ပေးပါနောင်ကြီးသူတော်ကလမ်းကသွားလာနေသူတယောက်ကိုမေးမြန်းလိုက်လေတယ် ကြောက်လိုက်ဖို့ပြပါမယ်။ယောဂီဝင်းတဲ့သူတော်ကြောင့်တခုခုထူးပြီဆိုတာသိတဲ့ယွာကလူကသူကိုယ်တိုင်လက်ပုတ်မယ်ဆိုပြီးဆုလာတယ်။သူတော်ကခေါင်းကိုညှိလို့ကောင်းပါပြီ။ဒီလိုနဲ့တုံးယောက်သားယွာတဲ့အတန်းဦးကြောက်ပေါ်လို့အိမ်ကိုလာခဲ့ကြတယ်။ဟိုးရှေ့ကအိမ်မဲပြ။သူတော်လှမ်းကြည့်လိုက်တဲ့ချိန်အိမ်ဝိုင်းထဲစီကနေအရေးတစ်ခုပြစ်ထွက်သွားတာကိုမြင်လိုက်ရလိမ့်တယ်။ဒီရိတ်ကအတခိရဘလူးကလွဲလို့ဘသူဖြစ်နိုင်မှာမလဲ။သူတော်တွေ့မိပြီးပြုံးလိုက်ပါတယ် ပြောဦးလေးကြောင့်ဟေးဘာလို့လဲကြောက်ငတိုးဗျဒီမှာဦးလေးကြောင့်တို့အိမ်ကိုဧည့်သည်တွေလာတယ်ဗျဟေးဟုတ်လားဦးကြောက်ဘောတရားအိမ်ထဲကနေထွက်လာတယ်ဒီခိုက်မှာပဲဦးကြောက်ဘောရဲ့အနောက်ကနေမိမငယ်လေးတယောက်ကဇပီဖိုးရုပ်ဖရာအဝေစားကဘိုးကယိုးနဲ့ပြေးထွက်လာခဲ့တယ်ဟဲ့ဟဲ့တမိဦးကြောက်ဘောလှမ်းဆွဲလိုက်ပြီမဲ့ကုန်းကုန်းကြီးသာလဲသွားပြီးမိမငယ်ကိုမမိမိမငယ်ကသူ့တော်စီကိုရောက်လာတယ် ချုံလိုက်တာနော်။မက်ကြီးကနှစ်သားလေးတွေများလောက်ွယ်။မမငယ်ကသူတော်တို့ကိုခုံပေါက်လှည့်ပက်ရဲတဟီဟီနဲ့ပြောနေတယ်။ဘိုးတောက်ကမမငယ်ကိုကြည့်လို့ကြောက်နေလေ။ဒါကြောင့်သူတို့နားကိုတုတ်ကက်လေတယ်။ကြောက်လို့လားတောက်ကြ။ကြောက်တယ်ဆရာသူတော်ရ။အင်း။သူတော်ခေါင်းညှိလိုက်တဲ့အချိန်ဦးကျောက်ဘွားကအနားရောက်လာပြီးသူ့သမီးကိုဆွဲရဲတားယူရပါတယ်။သမီးအဲ့ဒီလိုအားနာစရာကွယ်။အိုး ဘာလို့အားနိုင်ရမှာလဲဒီလောက်ချုံးနေတာ哦မမငယ်ကရုံးကရင်ပြောတော့သူတော်ကရပါလေဦးလေးကြောက်နေပါစေဘယ်ဟုတ်ပါမလဲဆရာလေးရေနင်းနေသူ့မေကိုလှမ်းခေါ်ပြီးထိန်းထားခန့်လိုက်ပါမယ်ဦးကြောက်ပေါ်ကလှောက်အော်လိုက်တော့မင်းဘုံကန်းစီကဒေါခင်လာထွက်လာပြီးရွှေချင်းကိုထိန်းထားလိုက်လေရွှေချင်းရဲ့အချိန်နဲ့ညီသွားတော့ဦးကြောက်ပေါ်ကဆရာလေးတို့လာရင်ကိုပြောပါအောင်ဒီကနမငယ်ကိုစိတ်ကူတာပြီးဖို့ပါ ဟာဒီလိုဆိုရင်ဖြစ်ဝမ်းသာမိပါတယ်ကြပါဗျာကြပါ သူတော်တို့ကဦးကြောက်ပေါ်ရဲ့ဖိတ်ခေါ်မှုနဲ့အတူတူအိမ်မော်စီကိုတက်ကြလိမ့်တယ်သူတော်အိမ်မော်ကိုတက်လိုက်တဲ့အချိန်မှာပဲမိမငယ်ရဲ့အသင်က အခုနနဲ့ခြာနာပါခဲ့ပြီ သူတော်ကသူတို့စီကိုမျက်တောင်နေနဲ့ကြည့်ပြီးတက်ခေါက်တဲ့ပြပြပြတဲ့မိမငယ်ကိုအသာငဲကြည့်လို့ဖះเจ้าဆောင်အရှိစီကိုသွားကဝိပြရှိခိုးလိုက်တယ်မိမငယ်ကကျမ်းမြင့်ကိုတဒုံဒုံတရားဖနောက်ပေါက်ချတယ်ဟဲ့သမီး ဦးကျော်ပေါ်လှန်တာတော့မျက်တောင်တီနဲ့ကြည်တာကိုခံလိုက်ရတယ်။ဒီခိုက်မှာပဲသူတော်ကဖះဝိပြုပီးစီပြီးအထက်ပုဂ္ဂိုလ်များစီကအခွင့်ကိုတောင်းနှံပီးစီကတမလီခွေထန်လိုက်ပါတယ်။အတာခီကကြောက်ရွံ့လာခဲ့ပါ။သူတို့ရဲ့အတန်ကခအေးအေးပင်မဲ့အမိတန်ဆက်ပါတယ်။မမငယ်ကမချင်မနဲ့တောက်ခတ်ပင်မဲ့ခြေလမ်းတွေကတော့သူတို့စီကိုမလာကျင့်လာခြင်းနဲ့လှမ်းလာနေတယ်။အရှိစီကိုလည်းရောက်ရောသူတို့ကစစ်စစ်ဆန်ဆန်ကြီးလိုက်တယ်။ မိမငယ်ရဲ့ခန္ဓာအတွင်းစီကအတာခိရဘလူကိုသူ့တော့မြင်နေရတယ်။ချက်ချင်းကြောင့်ဖြစ်တယ်ဆိုရင် အမုံတရားနေနဲ့မဖြစ်သင့်ဘူးလေ။စိတ်ကိုလျှော့မန်းကိုဖယ်ပြီးမိမငယ်စီကအနှောက်ယှက်ကိုယူလို့ကိုနီယာကိုပြောင်းမို့ငါသူ့တော့ကမေတ္တာရက်ခံပါလေအတာခိရ။ဘာ?ဘာတော့ငါနေရာပြေရမှာလဲ။မင်းတို့ဆရာတေးသေးလေးကိုငါကြောက်ရမှာလား။မိမငယ်စီကဩရှာကျန်းတဲ့အတန်ကြီးထွက်ပေါ်လာခဲ့တယ်။ ကောင်းပြီလေဝေဒနာရှင်ကိုလည်းအားနာရတဲ့အပြင်ငါသူတော်လည်းစိတ်အားဖြင့်မရှိတတ်တော့အခုပဲရှင်းကြတာပေါ့သူတော်ကပြောပြတာနဲ့အတာခိရကိုစိတ်ဆိုင်ကြည့်လို့အဘဆရာတွေကို တိုင်တဲ့ကငယ်မင်းဆက်မန်းတန်းကိုရွတ်ဆိုပါတယ်အာအာငါငါအသားတွေနာလိုက်တာမန်းတန်းရွတ်နေတော့မှပဲအတာခိရစီကအော်ဒါထွက်ပေါ်လာခဲ့တယ်အမလေးလေးလေးပူပူလိုက်တာနော်သူတော်ကမန်းတန်းကိုဆက်ရွတ်တယ် မန္တန်ဆုံးကနေကြတော့အတာခိရမခံနိုင်တော့ဘူးအတန်နဲ့ကြီးနဲ့ပူတဲ့နားနဲ့အဟစ်တော့တာပဲတမီးအဖြစ်နဲ့သာမြင်နေရတဲ့ဥကြောက်ပေါ်တို့လင်မြားကမြုံငင်းကိုကြည့်ပြီးစိတ်မကောင်းလောက်ဖိုးတောက်ကြာနဘေးကနေအားပေးကူနေတယ်အာမမခံနိုင်တော့ဘူးတော့ပါတော့အရှုံးပေးပါပြီအတာခိရအတကောအဟစ်လို့တောင်းမှန်နေသူတော်လဲယုံကြည်ရလောက်ပြီလို့ယူဆရတဲ့အတွက်မန္တန်ရွတ်တာကိုရက်တန့်လိုက်လိတယ် ဒီခိုက်တန့်ကိုအတာခိရကအခွင့်ယူပြီးထွက်ပြေးဖို့ကြိုးစားတယ်။အတာခိရပြန်လာခဲ့ပါ။သူတော်ခေါ်လိုက်တာတော့အတာခိရကလှည့်ကြည့်မနေ။လှစ်ကနေအိမ်မော်ကနေဆင်းပြေရော။သူတော်လည်းအတာခိရကြောင့်ပြုံးမိလိုက်တယ်။စိတ်ထဲမှာလည်းဒီလောက်ဆိုမှတ်သွားပြီလို့အထင်ရှိတဲ့အတွက်ချက်နောက်တားမြစ်ဖို့ရမတွေးတော့ပဲ။မိမငယ်စီကအတာခိရထားရခဲ့တဲ့အနောက်ရှက်ကိုဖယ်ရှားပေးဖို့ပဲဆုံးဖြတ်လိုက်တယ်။မိမငယ်ရဲ့ဥကောက်ထက်လက်တမိုက်မှာသူတော်က လက်ဖွဲ့ကိုထားပြီးဖယ်စီရှားစီမန်နံကိုရွတ်တယ်။မန်နံသုံးကြောင်မြောက်မှာတော့ဥကောင်းရဲ့အလဲစီကနေငွေရောင်အငွေ့တန်းလေးတွေထွက်ပေါ်လာခဲ့ပြီးသူတော်ရဲ့လက်စီမှလာရောက်စုဝေးလိုက်တယ်။အားလုံးကုန်ပြီးချိန်ကျကြည့်လိုက်တော့ငွေရောင်တက်လက်တိတိလေးတစ်ခုသူတော်လည်းတခြားသူတို့မပြတော့ပဲတခါတည်းနဲ့တိတ်ဆိတ်လိုက်လိမ့်တယ်။မမငယ်ကမိမောရဲ့ငုတ်တုတ်ကြီးရှိနေလေရဲ့သူတော်ကတော့ကဲဦးလေးကျောင်းဒီနမငယ်တော့တတတာပြောက်ကင်းသွားပါပြီ။ တကယ်တတ်တာပြီလားဆရာတတ်တာပါပြီဒါနဲ့ခုနကဘာကြီးလဲဆရာဒီကနှမငယ်ကိုမြတ်တာတတ်ဝင်နေတဲ့ဘလူးတစ်ကောင်မှာနှမငယ်ကငင်းဆန်လို့အခုလိုပြုတ်မှုထားတာပါဖရာဖရာကြောက်ဖို့ကောင်းလိုက်တာတထပ်ပြီးများလာအောင်မလားဆရာလေးသူထပ်ပြီးမလာတော့ပါဘူးတမင်းလေးနဲ့ဘလူးကဘလူးများဖြစ်ရတာလဲဆရာလေးရေဒါတော့နှမငယ်သတိရလာမှပဲမေးကြည့်ပါဦးလေး ဟုတ်ကဲ့ပါဆရာလေးရေကျေးဇူးအများကြီးတင်ပါတယ်ဗျာဒါနဲ့လေဆရာလေးတို့ကိုကျေးဇူးဆက်ပြစေနော်သူတော့လက်ကပြီးတားမြက်လိုက်တယ်အဲ့ဒါတွေမလိုပါဘူးဦးလေးကျောက်ကျုပ်တို့အားနှမငယ်ကိုလာပြီးကူညီပေးတယ်ဆိုတာသူ့ရဲ့စိတ်ထားအတွက်ဘာသာရေးကန့်ဆိုင်မှုအတွက်ပါတကယ်လို့ဒါကျုပ်တို့ကိုကျေးဇူးတင်မိတယ်ဆိုရင်တော့ဦးလေးတို့ကနှမငယ်ရဲ့နောင်ရို့သူ့ရဲ့စိတ်ထားကြအကောင်းဆုံးစီစဉ်ပေးပါလို့မေတ္တာရက်ခံပါစေ။ ဦးကျော်ပေါ်ဝမ်းသာအဲလဲနဲ့ခေါင်းကိုညှိလိုက်တယ်။စိတ်ချပါဆရာလေးရေ။တမီးလေးစိတ်တိုင်းချဖြစ်စီရပါမယ်ဗျ။ကဲဒါဖြင့်အကျုပ်တို့ကိုခွင့်ပြုပါအောင်။နှမငယ်ကတော့ခဏဆိုသတိပြန်ပြီးရလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်ဆရာလေးရေ။ဦးကျော်ပေါ်တို့ဟာတမီးဖြစ်သူကိုကုသပေးနိုင်ခဲ့ပြီမို့ဝမ်းသာလို့မကဝမ်းသာလို့ရတာကြောင့်သူတို့တို့ကိုလက်အုပ်ချီလို့ခရော့ဖို့အထိကြိုးစားကြပါတယ်။သူတို့တို့လည်းအတင်းကြောက်ကိုပဲညှင်းဆက်ပြီးတော့ရွာထဲကနေထွက်လာခဲ့လေတယ်။ ရွာပြေရောက်တော့ဖိုးတော့ကြတနားဆရာကောင်းတယ်နော်ဆရာသူတော်음အခုတော့ကျုပ်တို့ဘာဆက်လုပ်ကြမလဲဖះသားပြေးကြမယ်ဟုတ်ကဲ့ဆရာသူတော်သူတော်ဥဆောင်ပြီးတော့ဖုံးစိုးတော်ဆိုတဲ့နေရာကြီးစီကိုလာခဲ့ကြတယ်နေရာကရွာနဲ့ကွေးသုံးလေးခုလောက်ပဲလှမ်းပါတယ်သူတော်တို့ဖုံးစိုးမြေကြီးစီကိုရောက်တော့အချိန်ကညနေနေဝီတရောတော့ဖြစ်နေပြီကဲတို့အထက်ကိုဝင်ကြစို့လားဘယ်ကဝင်ရမှာလဲဆရာသူတော် ဟိုးမာအတာခိရဝင်ပြေးပြီးမုတ်တကားကိုပြန်မပိတ်ခဲ့ဘူးလေသူတို့ပြတဲ့နေရာကိုကြည့်ပြီးမှဆွလက်မွေးချုံနေတဲ့မုတ်တကားကြီးကိုဖိုးတောက်ကြတော့မြင်နေရတယ်မုတ်တကားကြီးစီအနေပဲအထဲစီကိုသူတို့တို့ဝင်ခဲ့ကြတယ်ဒီဘက်ချမ်းကနေမုတ်တကားကြီးရဲ့တစ်ဖက်ချမ်းကိုရောက်တာနဲ့နေခင်းအလားလေးချင်းလုံးနဲ့အလင်းရောင်နဲ့အတူတူအလုံးမကိုတင်းပြက်လုံးနဲ့ကောက်တိရနံ့ကိုသူတို့တို့ရောက်မိကြလိမ့်မယ်ကောက်တိရနံ့ကိုရှူရှရဲ့အရှိကိုဆက်တိုးတော့ မျက်စိတစ်စုံကြည့်ပြောလာတဲ့တလေးစဘာခင်းကြီးကိုမြင်မိရပါတယ်။စဘာပင်တွေကလူတည့်ရဆာလောက်ရှိပြီးအနှံတွေကမပြောခံယူရအလားကြီးမားလာတယ်လို့စဘာစိတစီကလည်းလက်တိဆုပ်တစ်ခုထက်မကကြီးမားလွန်လာတယ်။ဘိုးတော့ကြာနဲ့တစေကြီးကမြင်ဝင်းတွေကိုတအတ်တော်နဲ့လှန့်လန့်ငင်းမောကြည့်နေမိတယ်။ငါကလေးတွေကစဘာပင်တွေကြာကူလူပြန့်တန်းနေကြတယ်။စဘာနဲ့နှင်းရဲ့အပေါ်မှာနားကြပြီးကြီးမားတဲ့စဘာစိကြီးတွေကိုသူတို့နှုတ်သီးလေးတွေနဲ့ပေါက်လို့ပေါက်လို့စားနေကြတယ်။ ငါကလေးတွေရလဲနော်သူတို့ထက်ကြီးတဲ့စပားစစ်ဦးတော်မှစားနေကြတယ်နော်ဖိုးတောက်ကြပြောတော့သူတော်ကရင်မိတယ်ဒီခိုက်မှာပဲသူတို့စီကိုအရေးကြီးတစ်ခုအောင်မို့ကြလာတယ်အတာခီရသူတို့ကရေရွတ်ပြီးအတာပြောင်းလို့မလုံမရှာနဲ့တာရင်နေလိုက်တယ်ဖိုးတောက်ကြလည်းဒီတိုင်းပဲခေါင်းအုပ်ရိုက်ချလာတဲ့အတာခီရရဲ့လဝါကြီးကသူတို့ကိုမထိမြေပြင်စီကိုဘုံငနဲ့ကြောက်ရောက်သွားခဲ့တယ်အတာခီရအံအော်လုံးပြီးသူတို့တို့ကိုကြည့်တော့ အရက်တူလို ဖြစ်နေပြီးသူ့လက်ကြီးရဲ့အပေါ်မှာထင်ဟနေလို့ရဲ့မင်းမင်းတို့ငါတို့ကခန္ဓာနဲ့ဝင်လို့မရဘူးဆိုတော့နန်ကြီးဝင်လာခဲ့တာအတာခိရာရဲ့တွေ့ကြတာပေါ့အတာခိရာဒေါသထွက်ပြီးအပြင်ဘက်ကသူတော်တို့ရဲ့ခန္ဓာတွေကိုဖျက်ဆီးမယ်ဆိုပြီးကုန်ထလိုက်တယ်ဒီကသူ့ရဲ့လက်တွေကမြေစီကနေခွာလို့မရတော့ဘူးဟင်မင်းမင်းတို့ဆဆဲစကားဆိုလာတော့မဲ့အတာခိရာကိုသူတော်ကကြည့်ပြီးတော့ အတာခိရငါတို့ကဖះလာပြင်တာဝိတူရာနဲ့ပြောတဲ့ပုဂ္ဂိုလ်၃ယောက်ဖះလာပြင်မယ်ဆိုတာနင်းတို့လားအဟုတ်ပါပဲဒါဆိုနင်းတို့ကဖះပြင်တာကောင်းကောင်းမပြင်မယ်ငါကိစ္စကိုဘာအတက်နှောက်ရက်တာလဲဒါကတော့လောကရဲ့သဘောဖောက်ပြက်နေတဲ့အတွက်ပါလူသားနဲ့ဘလို့ဘလို့များအစီပြေနိုင်မှမလဲဒါတွေငါနားမလဲဘူးနားမလဲတော့မဟုတ်ပါဘူးအတာခိရတိရသားနဲ့လွတ်လွတ်ရှုထားတာပါ လူသားနဲ့ချစ်ခင်ဆုံးမရင်နင့်နာသူကလူသားပဲဖြစ်မှာပါ။တင်ရအဲ့ဒီနှမငယ်ကိုချစ်ခင်နေဆိုရင် သူပျော်ရွှင်တာသူကြည်ပြတာကိုမြင်ကြည့်စိတ်ရှိရမှာမဟုတ်ဘူးလား။အတ္တကိနဲ့ဒီလိုချစ်ချင်းမျိုးရတာချစ်ချင်းတရားအစ်မမအတ္တကိရောက်အတ္တကိရောက်တွေ့ဝေသွားခဲ့တယ်။ကဲတင်းတေးချာတွေ့တော်စဉ်းစားလိုက်အောင်။ငါသူတော်တို့ဖျားပေးချင်တော့မယ်။အတ္တကိရောက်ကိုထားရုပ်လို့သူတော်တို့ထွက်လာခဲ့ကြတယ်။တိတ်ကြကြမလန်းလိုက်ရ စဘာကင်းကြီးရဲ့အတွင်ဘက်မှာ ပြတ်တက်လို့အမြင့်ចောင်းဆောင်ငယ်နဲ့ကင်းဝင်နေတဲ့ဆင်းနူတော်ကိုဖူးမြင်လိုက်ရတယ်။ငါကလေးတွေကចောင်းဆောင်ရဲ့အနားစီမှာဝဲရင်ပြည့်ရင်ရှိနေလျက်တောက်ကြဖះအောင်တောက်ပြင်းတော့သူတော်ပြောတော့ဖိုးတောက်ကြလဲဆင်းနူတော်ရှိရာစီကိုလှမ်းထွက်သွားလိမ့်တယ်။ဒီတစ်ချိန်မှာတော့အနောက်ရှက်အတားစီအပြည့်ဘာတစ်ခုမှရှိမနေခဲ့။ဖိုးတောက်ကြပြတ်တက်ဆောင်ငယ်အပေါ်ကိုတက်ရောက်လို့ဖះကို ပြည့်ဆောင်လိုက်လိမ့်တယ်။ပြီးတော့အောက်ကိုပြက်ဆင်းလာခဲ့တယ်။ကဲ ။ဘာကြဆိုလား။သူတို့လာလန်းအတိုင်းပဲပြတ်ထွက်လာခဲ့တယ်။အတာခိရဘလူးစီကိုပြရောက်တော့ငေါတုတ်ထိုင်နေတာကိုတွေ့ရတယ်။ဘယ်လိုလဲ။အဖြေရလာပြီလား။တင်ပြောတာမှန်ပါတယ်သူတို့။အရာအလုံးအတွက်ငါတောင်းပန်ပါတယ်။ရပါတယ်။ဘလို့များအမြင်မဲ့ရခဲ့ပြီလဲဆိုတော့သိကြည့်မိပါတယ်။ပြောပြပါမယ်။တင်တို့ထွက်သွားပြီးတဲ့အချိန်မှာငါစစ်စစ်ဆက်ဆက်တွေးခဲ့တယ်။ ချက်ချင်းဆိုတာအတ္တကိရမယ်ဆိုတာကိုငါလက်ခံလာဖြစ်မယ်။ဒါကြောင့်ငါဆုံးဖြတ်ချက်ကိုချလိုက်တာ။ငါသူ့ကိုအဝေးကနေပဲချစ်မြင်လိုက်ပါမယ်။ဒီလိုဆုံးဖြတ်ပြီးရနဲ့ငါလက်တွေကမြေပြင်ကနေခွာလို့ရသွားခဲ့တယ်။ဒါကကြက်လုထားတာမဟုတ်ဘူးအတ္တကိရ။တဲ့ကိုမြေဝလာဆုံးမပြညာပြီးတာပါ။ငါလည်းသိပါတယ်သူတော်။ငါအမောက်လည်းငါမြင်နိုင်ခဲ့ပါပြီ။ဒီစကားကမင်္ဂလာရှိပါပြီတဲ့အတ္တကိရ။ကျေးဇူးတင်ပါတယ်သူတော်။ ရပါတယ်။ကဲကျုပ်တို့လည်းလုံးစရာတွေကြံနေသေးတော့ခွင့်ပြုပါအတာကီရ။ကောင်းပါပြီသူတော်။သူတော်တို့လည်းမဦးကြီးစီကနေပြန်လည်ထွက်ခွာလာခဲ့ကြတယ်။သူတို့အပြင်မဲ့ရောက်တဲ့အချိန်မှာတော့မဦးကြီးကနေထီးတဲ့မျိုးတွေလိုပဲတဖြည်းဖြည်းကွဲပြောက်သွားခဲ့တယ်။အဲဒီနောက်မှာတော့သူတော်တို့ကအပြက်ခီးကို စတင်ခဲ့ကြတယ်။ဘလို့ပဲဖြစ်ဖြစ်ဖះငါးစုကတော့စုံလင်ခဲ့ပါပြီ။ရှစ်ရှောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ပြိတ္တများရှင့် အယူသူတော်နဲ့ငါးစုမြောက်ဖရာဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အပိခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုခြေစုထူပဲတည်ရှိသလို။စာရေးသူနောင်ယိုးစေးကိုလည်းခြေစုထူပဲတည်ရှိပါရဲ့ရှင့်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။